အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့စိုင်းဖွင့်ထားတဲ့ရောက်ခမအိမ်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ကျွန်မကတော့အစီအစဉ်တင်ဆက်သူအန်နာပါ။စုမထရာစီမှာချွေမနှစ်ယောက်ရှိပါတယ်။ချွေမအကြီးနမဲကဆိုတော့ချွေမအငယ်ရဲ့နမဲကတော့ကာဂျယ်ဖြစ်ပါတယ်။စုမထရာရဲ့ယောက်ျားကတော့အငယ်ရင်းစားအစိုးရဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ အလောက်ကိုင်းမရှိတော့တဲ့နောက်မှာတော့သူတို့ကိုပိုင်ဆိုင်လေးတက်ဆိုင်ဖွင့်လှစ်ထားခဲ့ကြပါရည်။ကဲဆုမေတရရေငါဆိုင်သွွားဖွင့်လိုက်အောင်မယ်။နေလေစာကိုတော့ဆိုင်ကိုပဲပို့ပေးလိုက်နော်။မင်းကိုယ်တိုင်ပဲငါ့ကိုလာပို့ပေးရင်လည်းလာပို့ပေးပေါ့ကွာ။ရှင်ရလေရှင်။နေလို့မကောင်းဘူးဆိုလို့ရှင်လေဒီနေ့ဆိုင်ပိတ်လိုက်ပါလား။ဘာဖြစ်လို့ဆိုင်သွွားဖွင့်နေရသေးရလဲ။မနက်ဖြန်ကြားမှရှင်ဆိုင်သွွားဖွင့်လို့လည်းရတာပဲလေ။ မင်းရလေကွာစိုင်တရက်မဖွင့်ဘူးဆိုရင်တော့ငါ့ရဲ့ဖောက်တဲတွေအားလုံးတခြားစိုင်ကိုရောက်သွားကြလိမ့်မယ်။ငါတို့စိုင်တွေအဆင်ပြေနေတယ်ဆိုတာမင်းလည်းသိရတာနဲ့ငါအဲ့လောက်ထိနေမကောင်းဖြစ်နေရတော့လည်းမဟုတ်ပါဘူး။ဟုတ်ပါပြီရှင်။ရှင်အဲ့လောက်တောင်မှသွားဖွင့်ချင်တယ်ဆိုရင်လည်းစိုင်သွားဖွင့်လိုက်ပါ။ကျွန်မကခဏနေလို့ရှိရင်တော့ထမင်းတွေပါရီလာပို့ပေးလိုက်မယ်နော်။ဒီလိုနဲ့တယောက်ကြောင့်ဖြစ်တော့ချောခွာသွားခဲ့ပြီးရနောက်ရောက်ခမဖြစ်တော့ကသူ့ချွေးမလေးတွေကိုလာကြည့်ခဲ့ရခင်။ချွေးမနှစ်ယောက်စလုံးကတော့အလောက်ကိစ္စတစ်ခုနဲ့ရန်ဖြစ်နေခဲ့ကြပါရဲ့။ ဒီမှာအမအမကြီးတယ်ဆိုတာနဲ့ကျမအမြဲတမ်းဆရာကြီးလုံးလို့ရမယ်လို့တွေးမထားနဲ့တခါတလေကျမပြောတဲ့စကားကိုလည်းနားထောင်ရလိမ့်မယ်။ငါအိမ်လောက်တွေအားလုံးကိုလောက်ခဲ့တယ်။အိမ်လောက်တွေအားလုံးကိုလုံနေခဲ့တဲ့အချိန်မှာငါအတန်တစ်ချက်တောင်ထွက်ခဲ့တယ်ဆိုတာမရှိဘူး။ဒီနေ့နေအိမ်လောက်လေးနည်းနည်းပါလုံးနေရတာကိုဒီလောက်တောင်မှအတန်ထွက်နေရဲ့ဟုတ်လား။နေတော့ဘလို့ဖြစ်နေကြတာလဲနေ့စဉ်နေ့တိုင်းပဲ။ရံဖြစ်မနေကြတော့နဲ့တော်တော်အလောက်ကိုခွဲပြီးတော့လောက်ကြ။ရခမရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာချွေမနှစ်ယောက်လုံးကလည်းအလောက်တော်လုံးနေခဲ့ကြပါရဲ့။ စစ်သားကတော့အလုံနည်းနည်းလေးမှမလုပ်ချင်ပါဘူးဒါပေမဲ့လည်းရခွမရဲ့စကားတွေကိုနားထောင်ပြီးအလုံလုံနေခဲ့ရပါတယ်ညနေခင်းစိုင်းသိမ့်ပြီးသွားတဲ့အခါမှာရခွတီဖြစ်သူအင်ကိုပြန်လာခဲ့ပါတယ်ကဲချွေးမအငယ်လေးရဲ့နင်ရခွတီအင်ကိုလာပြီးဆိုတော့လက်ဖေးတခွအမြန်သွားဖြော်ခဲ့အောင်ကြော်ပြီးငါလက်ဖေးမတော့ချင်ဘူးနေလို့ထိုင်လို့လည်းမကောင်းဘူးလေအားရကြောင်ငါအနာသွဲရှူတော့မယ်မနှက်ဖြက်ကြရင်တော့ငါ့ကိုလာမနှိုးနဲ့အောင်ကွာငါစိုင်းတော့မဖွင့်နိုင်တော့ဘူးရပါတယ်ရှင်ရပါတယ်ရှင်အေးအေးစိတ်စိတ်သွားပြီးအနာရှူနေလိုက် တကယ်လို့ရှင်မနဲ့ပြန်ဆိုင်တော့မဖွင့်နိုင်ဘူးဆိုရင်တော့ကျမရှင်အစားဆိုင်တော့ဖွင့်ထားလိုက်မယ်။အော်မင်းကလေကွာမင်းကစရင်အင်းအကြောင်းလဲနားမလဲပဲနဲ့ဘလို့ဆိုင်ဖွင့်မလဲ။မင်းဆိုင်တော့ဖွင့်မယ်ဆိုရင်တော့ငါမြဲရမယ့်အစားအဆောင်အရှောင်းတွေကြီးပဲပေါ်နေလိုက်မှာပေါ့။ဒါဆိုရင်တော့ကျမချွေမအကြီးကိုကျမနဲ့အတူတူခေါ်သွားလိုက်မယ်လေ။သူကအလုံးလောက်ကြကြောရယ်။ဟုတ်ပြီဟုတ်ပြီဒါဆိုရင်တော့မင်းကဆိုင်ထိုင်ချွေမလေးကစရင်အင်းလိုက်ကြည့်ပေးလိုက်မယ်။ ပထမတော့သူသားကဆိုင်ကိုမတော်ချင်းခဲ့ပါဘူး။ယခုမှဖြစ်တော့ကအတင်းချက်ပြောဆိုနေခဲ့တဲ့အခါမှာတော့သူကဆိုင်ကိုတော်ခဲ့ပါလေ။ဆိုင်မတော်ခဲ့မှယခုမှဖြစ်တော့ကသူရဲ့ချွေမအငယ်လေးကိုပြောသွားလိုက်ပါလေ။ကဲချွေမအငယ်လေးရေငါနေလဲစာထမင်းလာမယူခင်မှာအလုပ်တွေအားလုံးပြီးအောင်လုပ်ထားနော်။အိမ်လုပ်တွေအားလုံးကိုတော့နေတရားဟုတ်ထဲလုပ်ရမယ်နော်။ဒီနေ့ချွေမအကြီးငါနဲ့အတူတူဆိုင်သွားထိုင်လိုက်မယ်။ဒီလောက်များတဲ့အလုပ်တွေအားလုံးကျမတရားဟုတ်ထဲဘယ်လိုလုပ်ရမှာလဲ။အင်းမဖြစ်ဘူး။ကျမဒီလောက်များတဲ့အလုပ်တွေအားလုံးကိုတော့တရားဟုတ်ထဲမလုပ်နိုင်ဘူး။ နင်အလုပ်တစ်ခုကိုတော့လုပ်ရမယ်စိုင်းထိုင်ခြင်းစိုင်းထိုင်အင်ကောအလုပ်လုပ်ချင်တယ်ဆိုရင်အင်ကောအလုပ်ကိုလုပ်အင်ကောအလုပ်ကိုမလုပ်ချင်ဘူးဆိုလို့ရှင်တော့စိုင်းထိုင်ရမယ်နှစ်ခုရဲ့ကတစ်ခုကိုတော့နေရွေးချယ်ရမှာပဲအခုနင်ဘာအလုပ်ကိုလုပ်ချင်လဲပြောကာဂျယ်ကတော့စိုင်းတော့မထိုင်ခြင်းခဲ့တဲ့အကျော်အင်အလုပ်တွေကိုပဲလုပ်ဖို့အကျော်သဘောတူလိုက်ပါရီအရင်နောက်မှာတော့စူမေတရာနဲ့စူတာရောနှစ်ယောက်လုံးကလည်းစိုင်းတော့ထိုင်ခဲ့ကြပါရီစူမေတရာကတော့ရောက်ရှိလာခဲ့တဲ့ဝယ်သူတွေကိုပစ္စည်းတွေရောင်းချပေးနေခဲ့ပါရီ ။စူသားကတော့စရင်အင်းကိုတသေးချာလိုက်လံကြည့်ရှုပေးပါရယ်။စူသားကလည်းအေးအေးဆေးဆေးလုပ်ရတဲ့ဒီအလုပ်ကိုတတော်လေးသဘောကျနှစ်သန်းနေခဲ့ရပါဘ။ကောင်းလိုက်တော့ဒီမှာဆိုင်ထိုင်ရတာအလုပ်အများကြီးလုပ်စီရလည်းမလိုဘူးအေးအေးဆေးဆေးဈေးရောက်နေရုံပဲ။ငါကတော့ဖျားသခင်စီကနေပြီးတော့အဖေတလားလောက်နေမကောင်းဖြစ်နေပါစေဆိုပြီးတော့စူတောင်းရတော့မယ်လေတူတယ်။ဒါဆိုရင်တော့ငါတရက်အလုံးဆိုင်မှာပဲနေမယ်။စရင်အင်းတွေကိုပဲငါကြည့်မယ်။ကာကြယ်ကတော့အိမ်လောက်တွေအလုံးကိုလှုပ်ပေးလိုက်မယ်။အိမ်လောက်ကဘလောက်ကြောင့်မှပင်ပန်းလိုက်လဲ နောက်အင်ကွန်ရောက်သွားတဲ့အခါကျရင်တော့အေးအေးဆေးဆေးလက်ဆေးပြီးထမင်းစားလို့လည်းရတယ်။ကောင်းတယ်ဟေးကောင်းတယ်ငါ့ရဲ့ဘဝကတော့အေးအေးဆေးဆေးဖြစ်သွားပြီးအရန်သဘောကျတာပဲ။ဟဲ့ချွေးမလေးဘာရင်အလောက်ကြောင့်မှစဉ်းစားနေရတာလဲဒုက္ခပါပဲ။ဒီမှာဝဲသူကပြစ်စီလာဝဲနေရလေနင်တို့ကိုဈေးတွက်ပေးလိုက်စမ်းမအောင်ဘလောက်ထိအောင်မှကြတာလဲ။အော်ဟုတ်ကဲ့ဟုတ်ကဲ့အမေကျွန်မအခုပဲဈေးတွက်ပေးလိုက်ပါမယ်နော်။ကျွန်မအဖေအကြောင်းကိုစဉ်းစားနေရင်းနဲ့အတွေးလွန်သွားတာပါအမေရဲ့။အဖေကအသက်ကြီးနေပြီ။ဒီအသက်ရွယ်ကြီးမှတော့မှဘလောက်ကြောင့်အလောက်တွေကိုလုံနေရလဲနော်။ ဘလို့မဆိုကျမနဲ့အမေနှစ်ယောက်စလုံးဆိုင်ကိုကြီးရှုပေးလိုက်တဲ့နဲ့အရင်အလုပ်တွေအားလုံးကိုလုပ်ဖို့အတွက်လည်းကာဂျယ်တယောက်လုံးရှိနေရပဲအဆင်ပြေပါလေအေးဟုတ်တယ်ချွေးမလေးနင်ပြောတဲ့စကားအမှန်တော့လည်းမှန်ပါတယ်သူခမရအသက်ကြီးနေပြီအားလည်းအလောက်ထိရှိတာမဟုတ်တော့ဘူးလေဆိုင်အလုပ်တွေကိုလည်းလုပ်နေရတယ်သူမှယောဂတွေကလည်းအများကြီးပဲသူကနောက်ဆိုလို့ရှင်လမ်းတော်ကောင်းကောင်းရှောင်းနိုင်ပါတော့မလားမသိဘူးသူတိတ်မကြခင်မှာအေးရတယ်လဲသွားမှာကိုတော့မှငါစိုးရင်နေပြီဟုတ်တယ်အမေအဲ့ဒါကိုပဲကျမလည်းအမေကိုရှင်းပြခြင်းနေရလေ အိမ်မှာရှိတဲ့မိသားစုဝင်တွေအားလုံးအတူတူအလုပ်ကိုပေါင်းစုလုပ်ကင်တင်နေ။ဒါဆိုရင်တော့အဖေလည်းအိမ်မှာအေးအေးဆေးဆေးအနားယူရင်းနဲ့နေထိုင်လို့ရသွားလိမ့်မယ်။ကျမတို့အလုပ်တွေကိုလုပ်ရတဲ့နေရာမှာလည်းဘာမှပူပန်စရာမရှိတော့ဘူးမင်း။ကျမပြောချင်တဲ့အထိပယ်ကိုအမေကောင်းကောင်းနားလဲတယ်လို့ကျမကတော့ထင်ပါတယ်။ဒီလိုနဲ့ပဲဆိုတော့ကတော့ရခမဖြစ်သူကိုနားသွင်းပေးနေခဲ့ပါတယ်။ရပ်ပေါင်းများစွာကုံဆုံးသွားခဲ့ပါတယ်။သမီးရောက်ခမနှစ်ယောက်လုံးကတော့နေ့စဉ်နေ့တိုင်းဆိုင်သွားဖွင့်ပြီးတော့ဈေးအောင်ကောင်းအောင်လို့လဲကြိုးစားနေခဲ့ကြပါရဲ့ စူတောကမနက်အစောကြီး6နာရီထပြီးဆိုင်တော်ဖွင့်ပါရီည7နာရီမှာဆိုင်ပိတ်ပြီးအိမ်ကိုပြန်လာတတ်ပါရီသူကတော့အစင်သေးချက်ပြုတ်ထားတဲ့ထမင်းကိုလက်စေးပြီးစားတော့ရောင်းပါပဲဆိုင်မှာဆိုရင်လည်းအလုပ်တွေအများကြီးလုပ်စရာမလိုတဲ့အတော့အရန်ကိုအေးအေးဆေးဆေးလုပ်ပါရီအမေဒီနေ့တော့ကျွန်မအိမ်အလုပ်တွေကိုမလုပ်နိုင်တော့ဘူးအမေရေကျွန်မအရန်ကိုပင်ပန်းနေပြီးနေလို့လည်းမကောင်းဘူးအဲ့ဒါကြောင့်ဒီနေ့အိမ်အလုပ်တွေကိုတော့အမအိုပဲလုပ်ခိုင်းလိုက်ပါတော့တကယ်လို့ဒီနေ့သူကအိမ်အလုပ်တွေကိုလုပ်မယ်ဆိုရင်တော့ဆိုင်ကိုဘယ်သူကတော့ဖွင့်ပါလဲ နေအဖိုးကစိုင်သွောဖွင့်မလားငါနဲ့ဘယ်နှခေါက်လောက်ရှင်းပြနေရအောင်မလဲမိသားစုဝင်တွေအားလုံးအလုပ်ကိုပေါင်းစည်းပြီးတော့လုပ်ကင်ကြရပါမယ်ဆိုနေမှနေရတော့လေဘာအလုပ်ကိုမှမလုပ်ချင်ဘူးမိသားစုကိုဘယ်လိုမျိုးစီးလုံးစွာထားရမလဲဆိုတော့ကိုလည်းနေရမသိဘူးအမေရဲ့အမေသိရောသိရဲ့လားအိမ်မှာကျမတယောက်တည်းအလုပ်တွေကိုဘယ်လိုလုပ်နေရလဲဆိုတော့မနက်အစောကြီးအိပ်ရာထားတဲ့အချိန်ကစပြီးတော့ညနေ၄၅နာရီအထိစတိုင်လုပ်နေရတာအမေကတော့ကျမကိုနည်းနည်းလေးမှစိုးရိမ်ပူပန်ခြင်းမရှိဘူးနော်အမကတော့အေးအေးဆေးဆေးဆိုင်သွားထိုင်နေရောပဲ သူကဖုန်းတော်တုံးဖို့အတွက်အချိန်ရှိသေးတယ်။သူကိုယ်တိုင်တော့မှဗီဒီယိုတွေဘာတွေရိုက်ပြီး online ပေါ်တင်နိုင်သေးတယ်။သူဆိုင်မှာသွားထိုင်ရတာဘလောက်တောင်မှအဆင်ပြေလိုက်တယ်လဲ။ဒါဆိုရင်တော့အနေနဲ့တစ်ခေါက်လောက်ဆိုင်သွားထိုင်ကြည့်လိုက်လေ။ငါတို့အခါဖြောက်အောင်တော့မှထိုင်ရတာမဟုတ်ဘူး။ဆိုင်မှာလည်းအလုပ်တွေကပုံနေရောပဲ။ဒါနဲ့အမေသူ့ကိုလည်းပြောပြလိုက်ပါအောင်ဆိုင်မှာဘလောက်တောင်မှအလုပ်တွေများလိုက်တယ်လဲဆိုတာကိုလေ။ကျမတမင်တသက်အနားယူဖို့အတွက်ဆိုင်သွားဖွင့်တယ်လို့သူကထင်နေရလား။အမှန်တကယ်မှာတော့အမအိမ်အလုပ်တွေကိုမလုပ်ချင်လို့ဆိုင်သွားထိုင်ပေးနေကြတာမဟုတ်ဘူးလား။ ကျမတယောက်တည်းပဲအိမ်လုံးတွေကိုလုံနေရတယ်လေချွေမရီစကားများရံဖြစ်နေအောင်ကိုကြားခဲ့ရတဲ့အခါမှာတော့ရောက်ခတိဖြစ်သူကလည်းအခန်းထဲကနေအပြင်ကိုထွက်လာခဲ့ပါတယ်ပြီးတာနဲ့သူ့မိမကိုပြောလိုက်ပါတယ်ဘလို့ဖြစ်နေကြတာလဲနင်တို့နှစ်ယောက်ဘာဖြစ်လို့ဒီလောက်တောင်မှစကားများပြီးရံဖြစ်နေကြတာလဲအလုပ်ဆိုတာကခွဲဝေပြီးတော့လုပ်ရမယ်လေငါတို့ကတာမန်လူတန်းစားတွေအိမ်မှာအလုပ်သမားတွေဘာတွေလဲငါတို့ကထားနိုင်ကြတာမဟုတ်ဘူးနင်တို့နှစ်ယောက်အခုလိုမျိုးရံဖြစ်နေလို့လဲဘာမှထူးခြားလာမှာမဟုတ်ဘူးရံဖြစ်ပြီးနောက်မှလည်း နင်တို့နှစ်ယောက်ပဲဒီအလောက်တွေကိုလောက်ကိုင်းနေကြရအောင်ပါပဲကဲချွေးမလေးငါယောက်ျားပြောတဲ့စကားကတော့အမှန်ပဲနင်အခုလိုမျိုးဒရာမာတွေခင်းနေလို့လည်းဘာမှထိုးလောင်မှာမဟုတ်ဘူးကဲနင်ငါတို့ကိုပြောဆိုလို့ပြီးပြီဆိုရင်တော့ငါတို့ဆိုင်သွားဖွင့်ရအောင်မယ်အလောက်တွေအများကြီးရှိတယ်နင်ကိုဟောက်ကိုလည်းဒီယူဆိုင်အောင်ပြီးတော့နင်ရဲ့ရခတိကိုလည်းဒီယူဆိုင်ပေးလိုက်အောင်ကြလားကဲကဲကဲဒီနေ့တရက်ပဲငါအနားယူမယ်။နောက်နေ့ကြလို့ရှင်တော့ငါဆိုင်ကိုငါပဲတော့ပြန်ဖွင့်တော့မယ်။အင်ကပြဿနာတွေကအရန်ကိုနားညင်းတော့နေငါလည်းနားမခံနိုင်တော့ဘူး။ ။ဒီလိုနဲ့ပဲစုမေတ္တရနဲ့စုသားတို့နှစ်ယောက်လုံးကတရက်အလုံးဆိုင်သွားထိုင်နေခဲ့ကြပါရီ။သူတို့ကအားရအချိန်တွေမှာစကားထိုင်ပြောနေခဲ့ကြပြီးမုတ်တွေလည်းထိုင်စားကြပါရီ။လွန်ခဲ့တဲ့နှစ်ရက်သုံးရက်လောက်ခရီးကပတ်စံလာအပ်တဲ့အခါတိုင်းဆိုင်ကစည်ရင်တွေအကုန်လုံးမှားနေအောင်ကိုတွေးခဲ့ရပါရီ။ဘလို့ဖြစ်တာလဲစည်ရင်တွေကလည်းလွဲမှားနေတဲ့ငောက်ပတ်စံအပြည့်ပေးလေ။ရှင်းရလဲမဟုတ်တာချွေးမလေးကလည်းတေချာစည်ရင်အင်းတွက်ပါရီ။ချွေးမလေးကိုတော့ပြောရင်တော့သူဝမ်းနဲ့တော့လိုက်မယ်နော်။ သူကဆိုင်လဲသွားထိုင်ပေးရသေးတယ်။တခိုးဆိုပြီးဆဆွဲခံနေရရင်တော့သူဘယ်စိတ်ကောင်းပါမလဲလေ။ငါဘယ်သူ့ကောင်မှတခိုးလို့ဆဆွဲနေရမဟုတ်ပါဘူး။ဒီမှာစရင်အင်းတွေလွဲမနေလို့ပြောနေရတာ။ကဲသွားချွေးမလေးရဲ့အခန်းထဲကိုသွားကြည့်စမ်း။သူဘာလုပ်နေလဲမသိဘူး။တတိတ်လေးသွားနော်။စုမေတရာကချွေးမလေးရဲ့အခန်းထဲသွားကြည့်ခဲ့တဲ့အခါမှာတော့သူမပတ်စံရှိတွားနေခဲ့ပါရဲ့။ရခမဖြစ်သူအခန်းထဲဝင်လာတော့ကိုတွေ့ရနဲ့သူသားပတ်စံတွေကိုဖွာလိုက်ပါရဲ့။အမေတကောင်မခောက်ပဲနဲ့အခန်းထဲဝင်လာတာလား။ ကဲချွေးမလေးရေငါယောက်ျားစရင်တော့နေရစရင်တွေကလွဲမှားနေတယ်။နေကင်ထားတဲ့ပတ်စံတွေကဆိုင်ကပတ်စံတွေပဲ။နေုံဘယ်သုံးမှမဆွတ်ဆွဲဘူးဆိုင်ကပတ်စံတွေလားတောင်းနေရ။တကယ်တော့ဒါကကျမရဲ့ပတ်စံတွေပါ။ကျမဆိုင်မှာအလုပ်လုပ်ပေးခဲ့တဲ့အတိုင်းအတာနဲ့ဆိုရင်တော့ဒီလောက်တော့ရသင့်တယ်။မဟုတ်ပဲနဲ့ကျမယူထားတဲ့ပတ်စံရှိပါဘူး။ဒီပတ်စံတွေလုံးဝပြန်မပေးနိုင်ဘူးနော်။ချွေးမလေးရေနေလောက်တောင်မှားနေရဲ့ဆိုင်ကတော့ငါလည်းသွားထိုင်တာပဲလေ။အဲ့ဒါနဲ့ပဲငါကဆိုင်ကပတ်စံတွေကိုယူသုံးလား။တည်တယ်တည်တယ်။ သူ့ရွယ်ချက်မကောင်းဘူးဆိုတာကျွန်မပထမတွေကသိရယ်။အိမ်အလုံးမလုံးချင်လို့ဆိုင်သွားထိုင်နေဆိုင်သွားထိုင်တော့လဲဆိုင်ရပတ်စံကိုခိုးသေးရယ်။ငါဘာမှပတ်စံခိုးတာမဟုတ်ဘူးနော်။ငါစ조사အားထုတ်လို့ရတဲ့ပတ်စံကိုယူထားတာ။ငါ့ကိုဘာမှအလောက်ထီလာပြောနေစရာမလိုဘူး။ကဲတော်ပြီ။ငါယောက်ျားလွယ်လို့ဘယ်သူမှဆိုင်သွားမထိုင်တော့အကောင်းဆုံးပဲ။နားအိုးညီရယ်။နင်တို့ဆိုင်သွားထိုင်ပြီးတယ်ဆိုတာကလည်းကို့အကျိုးအတွက်ကိုပဲကြည့်နေကြတော့။ကောင်းပြီ။ကျွန်မလည်းဆိုင်သွားမထိုင်ချင်ပါဘူး။ဆိုင်ထိုင်ပေးခဲ့တဲ့အတွက်ကြောင့်မို့လို့ကျွန်မပတ်စံတွက်ပြီးရယူထားတာ။ အခုကျမရှိကနေပြီးတော့ဒီပတ်စံကိုလုံးဝပြန်လာမတောင်းနဲ့မပေးဘူး။နောက်တော့ကျမဆိုင်လည်းသွားမထိုင်တော့ဘူး။အမလေးအမောဘယ်သူမှလည်းထပ်ပြီးတော့မခေါ်သွားပါဘူး။ပတ်စံတွေလိုက်ခိုးနေပြီးတော့ကကြက်လုံးမလာနဲ့လော။ငါနဲ့ကပထမတွေကပြောနေရငါပတ်စံခိုးထားတာမဟုတ်ဘူး။ကဲတော်ပြီးအလုံးလုံးကြတော့နှစ်ယောက်လုံးအတောင်းကိုမကြောက်ဘူး။အရင်ကစပြီးရောက်ခတိဖြစ်သူကိုယ်တိုင်ပဲဆိုင်သွားထိုင်ခဲ့ပါရီ။ဆိုင်ကိုသွားတဲ့သူတွေကလည်းလိုအပ်တဲ့အခါမှာသွားကြပါရီ။ နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့ထမင်းပူပူဟင်းပူပူဆိုတဲ့ပုံပြင်ပဲဖြစ်ပါတယ်။အမလီအေးလိုက်တာအေးလိုက်တာငါအဲ့ရတဲ့ကနေအပြင်ကို လုံးဝမထွက်နိုင်ဘူးအတော်လေးအေးတယ်။ငါဆိုရင်တော့စကားတခေါင်းမှတောင်မှမပြောနိုင်ကြဘူး။အခုလိုရာသီဥတုအေးနေတဲ့အချိန်မှာလက်ဖေးပူပူလေးတစ်ခွက်နဲ့အတော်လေးစားလိုက်ရမယ်ဆိုရင်တော့ဘလောက်တောင်ကောင်းလိုက်မလဲနော်။ဒီလောက်ထိအေးနေတဲ့ပုံစံအရာဆိုရင်တော့ငါတို့နွေရာသီရောက်တဲ့အထိသေကုန်ကြမယ်နဲ့တွေ့ပါရဲ့ဟာ။ငါတို့အိမ်ကလည်းရေခဲပဲကြားထဲမှာစောက်လုပ်ထားတာကြာနေရော။ ဒီရွာလေးမှာအရင်တုန်းကထပ်ပိုးပြီးအေးအေးတန်လုံးကဲနေခဲ့ပါသေး။ရွာတရွာလုံးကနှင်းတွေနဲ့အုံခဲနေခဲ့ပါသေး။၂၄ရက်လုံးနှင်းတွေကြာနေခဲ့တဲ့အတွက်အပြင်မှာအရန်အေးပါသေး။မနိုဟာရီရဲ့မိသားစုမှာသား၃ယောက်၊ချွေးမ၃ယောက်ရှိပါသေး။အဲ့ဒါအပြင်သူမသမီးပျော်လေးတယောက်နဲ့သူ့မိန်းမလည်းရှိပါသေး။အရန်ကိုအေးတဲ့အတွက်မိန်းကလေးတွေအိမ်ရောက်ကနေရောက်မထားကြပါဘူး။အပြင်မှာနှင်းတွေအရန်ကြာနေတဲ့အတွက်အလုပ်တွေအားလုံးကလည်းပိတ်ထားခဲ့ရပါသေး။နှင်းတို့၄ယောက်လုံး အခုချက်ချင်းအဲ့ရကနေမထားကြသေးဘူးလားဘယ်သူမှဘာမှလည်းမစားရသေးဘူးထမင်းဟင်ဘယ်သူချက်မလဲပြောအမေရဲ့ကျမတို့အပြင်ကိုထွက်ပြေးဆိုတာနဲ့ကျမတို့ဝိညာဉ်ပါထွက်ပြေးသွားတယ်လို့ခံစားရတယ်ဒီလောက်အေးနေတာကျမတို့အခုထမင်းထားမချက်ပေးနိုင်ဘူးဒါဆိုရင်တော့ဒီအိမ်မှာထမင်းဟင်ပြန်ချက်ဖို့အတွက်နီးတန်းရှိရင်လည်းပြောဟုတ်တယ်ဟီတာတလုံးဝယ်ပေးပါအဖိုးပေးစမရှိဘူးဆိုရင်တော့ကျမတို့ဘလိုမျိုးထမင်းဟင်းချက်မလဲဒုက္ခပါပဲစကားကိုတူတူပြောကြစမ်းပါလေတွေထွက်နေရအတော်လေးကိုအေးပါတယ်ဆိုနေကောင်မပဲ တို့လေယောက်လုံးကတော့အမြဲတမ်းဆောင်ထဲမှာပဲဝင်နေကြပါသေး။တို့အားလုံးထမင်းတော်မှမချက်ကြပါဘူး။တို့တွေအိမ်သားကိုမတော်တာမှအတော်လေးကိုကြပါပြီ။တို့ရဲ့ယောက်ျားဖြစ်သူတွေအားလုံးကလည်းအိမ်မှာအပူပေးစက်မဝဲလာမချင်းအားလုံးထမင်းမစားဘဲနဲ့အငတ်နေရမယ်ဆိုတော့ကိုသိရှိသွားခဲ့ကြပါသေး။အေးပါအေးပါဟုတ်ပြီဟုတ်ပြီ။နင်တို့အပူပေးစက်လာမှထမင်းဟင်းချက်မယ်ဆိုရင်တော့ထပြီးတော့ပြင်ဆင်လိုက်ကြတော့ငါတို့အမြန်ဆုံးအပူပေးစက်ဝဲလာခဲ့ပေးပါမယ်။ ရာဂျေ့ချ်ကလည်းရာသီဥတုအရန်ကိုအေးနေခဲ့တဲ့အချိန်မှာပဲအပြင်ထွက်ပြီးအပူပေးဆက်တော်ဝဲလာခဲ့လိုက်ပါ යි ။အချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာတော့သူ့အပူပေးဆက်ဝဲလာခဲ့ပါရဲ့။သူ့အပြင်ကိုထွက်ခွာသွားခဲ့တဲ့အတွက်ကြောင့်မို့လို့တကူလုံးမနှင်းတွင်နေပြေးသွားခဲ့ပါရဲ့။ယောက်ခတိနဲ့ယောက်ျားဖြစ်သူအကုန်လုံးကလည်းချွေမလေးတွေအစဉ်ပြေးစေဖို့အတွက်မိဖို့ကန်းထဲမှာတခါတဲ့အပူပေးဆက်ကိုတက်ဆင်ပေးခဲ့ကြပါရဲ့။ဒီအချိန်မှာမြမအငယ်ဆုံးလေးကမိဖို့ကန်းနဲ့အများဆုံးဝင်သွားခဲ့ပြီး အပူပိစာကိုဖွင့်ထားလိုက်ပါရီမိမရဲ့ကုံလုံးကလည်းအိယာရဲကအမြန်ထွက်လာခဲ့ပြီးနောက်မှာတော့မိဖို့ကန်းနဲ့ကိုဝင်သွားခဲ့ကြပါရီထူးဆလိုက်ကြတာသူတို့အခုနလေးနဲ့အိယာရဲကလည်းလုံးဝမထနိုင်ဘူးဆိုပြီးတော့ပြောနေခဲ့ကြတာအပူပိစာလည်းအင်ကိုရောက်လာအောင်ချက်ချင်းပဲထထွက်သွားကြတယ်အကိုရဲ့သူတို့သွားကြပါစေမိဖို့ကန်းနဲ့မှထမင်းဟင်သွားချက်ကြပါစေကျွန်တော်ဖိုက်တွေတအားကိုစားနေပြီအေးဟုတ်တယ်တော်သေးရပါဘောအပူပိစာဝယ်လာတဲ့အချိန်မှာသူတို့ထလို့ဒီဟာတွေလေ ရက်တွေအများကြီးကြာနေပြီစားလည်းမစားတောက်လည်းမတောက်ပေါက်လည်းမပေါက်ကြဘူးနေပါအောင်ရောက်မှလေးဘာလောက်တာလဲနင်ဒီမှာဘာလာလောက်နေရတော့ကျမအားလုံးစားဖို့အတွက်ထမင်းဟင်းချက်ပေးမယ်အားလုံးဒီကောင်နေသွားလိုက်ကြတော့နင်ဘာဖြစ်လို့ထမင်းချက်မလဲငါတယောက်လုံးရှိတယ်ငါကိုယ်တိုင်ချက်မယ်နင်တို့အားလုံးအနာတော်ယူနေကြငါထမင်းဟင်းချက်ပေးလိုက်မယ်ဒီမှာအားလုံးတိတ်ချာနားထောင်ကြရောက်မှတော့ရေကျမအရင်ဆုံးမိဖို့ကန်နေဝင်လာခဲ့တာအဲ့ဒါကြောင့်ထမင်းဟင်းကိုတော့ကျမကိုယ်တိုင်ပဲချက်မယ်တကယ်လို့မသွားသေးဘူးဆိုလို့ရှင်တော့အားလုံးကျမအကြောင်းကောင်းကောင်းသိစေရမယ်နော် ။လျော့လုံးကလည်းမိဖို့ကန်ထဲမှာသမင်ဟင်ချက်ဖို့အတွက်လုနေခဲ့ကြပါရဲ့။ဒီတော့တယောက်ကိုတယောက်ပြောမရတာနဲ့ရံဖြစ်ကြပါရဲ့။ဒီအချိန်မှာပဲအပူပေးဆက်ကအောက်ကိုပြောက်ကျသွားခဲ့ပြီ။မိထလောင်ပါတော့တယ်။တဖြည်းဖြည်းနဲ့မိဖို့ကန်တစ်ခုလုံးမိလောင်ပါရဲ့။အဖေအမေအကိုတို့ရေအများဆုံးအပြင်ကိုပြေးကြပြေးကြဒီမှာမီးလောင်နေပြီအိမ်မီးလောင်နေပြီအမြန်ပြေးကြတော့မိသားစုတွေအကုန်လုံးကအပြင်ကိုအမြန်ဆုံးပြေးထသွားခဲ့ကြပါပြီအနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့သူရဲ့အိမ်ကြီးမီးလောင်နေခဲ့ပါပြီ အဖြစ်ဖြစ်နဲ့အိမ်တအိမ်လုံးမီးလောင်ပြားကြပျက်စီးသွားခဲ့ရပါတယ်။အကိုကြီးဒုက္ခပဲရာသီဥတုကအရန်ကိုအေးလွန်နေဒီလိုရာသီဥတုအခြေအနေကြီးမှာညီမလေးတို့ဘယ်မှာသွားနေကြမလဲ။ဒုက္ခပဲငါဘာမှတကယ်နားမလဲတော့ဘူး။ရာသီဥတုဒီလောက်တောင်မှအေးနေတဲ့အချိန်မှာဘလို့ဖြစ်လို့မီးရထလောင်ရတာလဲ။မိန်းကလေးလေးယောက်လုံးကတော့သူတို့ကြောင့်မီးလောင်နေဆိုတဲ့ကိစ္စကိုမပြောပြခဲ့ကြပါဘူး။အော်အဖေရဲ့ကျွန်တော်တို့တခုခုစူးစမ်းမှဖြစ်မယ်။မစူးစမ်းဘဲနဲ့ဘာတခုမှအလွယ်တကူရရဲဆိုတာကလည်းမရှိဘူးလေ။ အားကြောင့်ကျွန်တော်တို့အားလုံးပေါင်းပြီးကျောင်းထဲကနေတက်တွေသွားခုလာခဲ့ကြမယ်။ပြီးရင်တော့ကျွန်တော်တို့အိမ်တိုင်ပြန်လဲဆောက်လုပ်ကြတာပေါ့။ဒီလိုနဲ့ညီကို၃ယောက်လုံးကကျောင်းထဲဝင်သွားခဲ့ပြီးနောက်မှာတော့တက်တော်အိမ်လေးဆောက်လုပ်ဖို့အတွက်စူးစမ်းပြင်ဆင်ခဲ့ကြပါရီ။ခါမိုးပေါ်မှာသူတို့ကကြောက်ခဲအတောင်အကြီးကြီးတွေထားထားခဲ့ပါရီ။ဒါမှအိမ်သေးကိုနှင်းထွေကမဝင်ရောက်နိုင်ပါလိ။အိမ်ရဲ့အပြင်ဘက်မှာသူတို့ကမိဖို့ကန်းအသေးလေးတစ်ခုကိုလည်းပြင်ဆင်ထားခဲ့ပေးပါရီ။ အပြင်နေရာလေးမှာတော့အားလုံးကစုပေါင်းပြီးမြေကြီးနဲ့လှုပ်ထားတဲ့မိဖို့လေးကိုလှုပ်ခဲ့ပြီးထမင်းဟင်းချက်ပြုတ်ကြရပါတယ်။ဒီမိဖို့ကံကစိုးတော့လည်းမစိုးဘူးနော်။မင်းမွှေပြီးချက်ရတဲ့အခါကျတော့ခန္ဓာကိုယ်တစ်ခုလုံးနှွေးသွားတယ်လို့မျိုးခံစားရတယ်။ကျမတို့အပူပိစက်တစ်ခုနဲ့ရံဖြစ်နေကြတာအရေးမရအဖက်မရရီ။အဲဒီအချိန်တုန်းကကျမတို့ကမင်းမွှေပြီးထမင်းဟင်းချက်ပြုတ်ကြမယ်ဆိုရင်တော့ခန္ဓာကိုယ်ကလည်းတော်တော်လေးကိုနှွေးသွားမှာ။ပြီးရင်တော့ကျမတို့အိမ်ကိုလည်းဆောင်းရှောင်းရစေရဘာအကြောင်းမှမရှိတော့ဘူး။ ဘယ်လိုမဆိုဒါရီအကုန်လုံးကကျမတို့ရဲ့အမားတွေပဲကျမတို့အမားတွေကြောင့်ကျမတို့အိမ်ကိုဆုံးရှုံးခဲ့ရတာဟုတ်တယ်ဟုတ်တယ်နင်ပြောတာမှန်တယ်တကယ်တော့ငါတို့အမားတွေပဲငါတို့မားခဲ့တာမို့လို့အခုလိုမျိုးကြုံတွေ့ခဲ့ရတာပေါ့ငါတို့ကဘာမှမဟုတ်တဲ့ကိစ္စလေးတစ်ခုကြောင့်လည်းအမြဲတမ်းရံဖြစ်စကားများနေခဲ့ကြတာလေငါတို့ဒါရံမဖြစ်ဖို့ဆိုရင်တော့အခုလိုဖြစ်လာစေရလေဘာအကြောင်းမှမရှိဘူးတို့လေရောက်လုံးကလည်းတို့ရဲ့အမားတွေကိုသဘောပေါက်နားလေသွားခဲ့တဲ့အတွက်ကြောင့်မို့လို့အရာအားလုံးကိုအမှန်အတိုင်းပြောပြဖို့စဉ်းစားခဲ့ကြပါသည် ဒီနောက်မှာလေးယောက်လုံးကလည်းအိန္ဒိယကိုဝင်သွားခဲ့ကြပြီးပြောပြခဲ့ကြပါတယ်။အာကျမတို့ပြောစရာရှိလို့ပါ။အမှန်တကယ်တော့ကျမတို့အိမ်မီးလောင်သွားခဲ့တာကျမတို့ရဲ့အမားတွေကြောင့်ပါပဲ။ချွေမလေးနဲ့သမီးဖြစ်တော်ကလည်းတို့တို့မှားခဲ့တဲ့အမားတွေအဖြစ်တွေအားလုံးကိုဝင်ခံခဲ့ကြပါတယ်။တို့တောင်းလဲတောင်းပန်ခဲ့ကြပါတယ်။ဒါနဲ့ကျမတို့အားလုံးအဖြစ်တွေအမားတွေကိုပြန်လဲပြင်ဆင်ဖို့အတွက်နီလန်တစ်ခုစဉ်းစားထားတယ်။အဲ့ဒီနီလန်ကိုတော့အမရာတီကပြောပြလိုက်ပါ။ ဒါနဲ့လေကျမတို့အပြင်ထွက်ပြီးတော့ဓမင်းဟင်းချက်ပြုတ်နေခဲ့တဲ့အချိန်မှာမင်းမွေးပြီးတော့ချက်ပြုတ်နေတာဆိုတော့ခန္ဓာကိုယ်ကအတော်လေးကိုနှွေးသွားတယ်။နည်းနည်းလေးတော့မှလေမတိုးဘူးသီလား။ရောမရှိတဲ့အိမ်တိုင်းအိမ်တိုင်းမှာလည်းအာလုံကဒီအချိန်လေးကိုရင်ဆိုင်နေကြရတာ။အာလုံကလည်းအပြင်ထွက်ပြီးတော့ဓမင်းဟင်းမချက်ပြုတ်ခြင်းကြဖို့မိဖို့ကန်နဲ့ဝင်နှောင်းမဝင်ခြင်းကြဖို့အိမ်တိုင်းအိမ်တိုင်းမှာ၄-၅ရက်လောက်မှတစ်ခါလောက်ပဲဓမင်းကိုချက်ကြရတာ။အဲ့ဒါလည်းအတော်လေးခက်ခက်ခဲခဲနဲ့ချက်ပြုတ်နေကြတာ။အေးဘာပြောချင်တာလဲဆိုတော့ငါတို့ကိုရှင်းရှင်းလင်းလင်းတဲ့ပဲပြောလိုက်ပါတော့ ။အော်အမှန်တကယ်မှာတော့ရောင်မပြောချင်တာကကျမတို့ထမင်းကြိုက်ပိုးတဲ့လုပ်ငန်းလေးလုပ်ကြရင်ကောင်းမလားဆိုပြီးတော့စဉ်းစားထားတယ်အဲ့ဒါကိုပြောချင်တာပါ။ကျမတို့အခုလိုမျိုးရသည်ဦးတို့အေးခဲနေတဲ့အချိန်မှာဘယ်လိုမျိုးချက်ပြုတ်ရလဲဆိုတော့ကိုတိသွားပြီးဆိုတော့အိမ်တိုင်းအိမ်တိုင်းအတွက်လည်းအတော်ဝင်သွားအောင်လို့ထမင်းကြိုက်ပိုးတဲ့အလုပ်ကိုလုပ်ကြမယ်လေ။အကောတော့တောင်းရလုံးရဲ့အလောက်ကလည်းအခုအချိန်လေးမကောင်းဘူးဆိုတော့ကျမတို့လည်းအင်းရဲ့စီးပွားရေးကိုတစ်ဖက်တစ်လမ်းကနေဝိုင်းဝန်းကူညီပေးချင်လို့ပါမိဖို့ခံကလည်းတော်တော်လေးကိုနှွေးတယ်ကျမတို့24နာရီလုံးမိဖို့ခံထဲမှာနေလို့ရတယ် ဘလို့မစော်နေတော့တောင်ရောက်လုံးထုတ်ထားတဲ့အကြံကကောင်းတော့လေကောင်းပါလေကောင်းပြီလေဒါဆိုလို့ရှင်တော့တစ်ချက်လောက်ကြည့်ကြည့်မယ်အလုံးအစင်ပြေလားမပြေဘူးလားဆိုတော့ပေါ့ဒါပေမဲ့နင်တို့လေးယောက်တော့အလုံးကိုကောင်းကောင်းလုပ်ကြမယ်ဆိုတော့ကိုတော့ငါဘက်ကနေပြေဝယုံကြည်တယ်ကောင်းပြီလေဒါဆိုရင်တော့ငါအဲ့အရှိမဆိုင်းဖို့တစ်ခုထောင်းလိုက်မယ်မနက်မိုးလင်းစားတော့တယ်မနက်စာကနေညစာအထိငါတို့စီမှာအားလုံးရှာနိုင်တယ်ဆိုပြီးတော့အဲ့ဒါကလည်းဈေးတက်တက်တတနဲ့ပဲဒီလိုနဲ့ညီကို၃ယောက်လုံးကလည်းအိမ်အရှိမပဲဆိုင်းဘုံတစ်ခုထောင်ပေးခဲ့ကြပါရဲ့ ဒီနေရာကနေဖြတ်သွားခဲ့ကြတဲ့ရွာသူရွာသားတွေအားလုံးကလည်းဘိုက်စားနေကြတဲ့သူတွေကြီးပါပဲ။သူတို့အိမ်မှာရှိတဲ့သူတွေကလည်းအေလွန်နဲ့အတွက်ကြောင့်မို့လို့မိဖို့ခံနေဝင်ပြီးထမင်းဟင်မချက်ပြုတ်ကြပါဘူး။ဟိုမှာကြည့်ပါအောင်အရှိကဆိုင်ပုတ်ဘာကြီးရေးထားတာလဲ။သူတို့ကဈေးတသက်တသာနဲ့ထမင်းဟင်ချက်ရောင်းနေဆိုပြီးရေးထားတာလေ။သူတို့ထမင်းကြိုက်ပိုးတဲ့လုံကန်လောက်ကင်နေကြတာပဲဖြစ်ရမယ်။ဒါဆိုလို့ရှင်တော့ကျွန်တော်တို့လိုအပ်တဲ့ပစ္စည်းတွေအားလုံးပေးမယ်ဆိုရင်တော့ဈေးတသက်တာနဲ့ချက်ပေးမယ်နဲ့တူတယ်။ကျွမ်းမအားလုံးကလည်းစိတ်ပြတ်နေကြတာလေ။ကျွမ်းမရှိတဲ့လူတွေအားလုံးပြောပြရမယ်။ ဦးလေးတို့အိမ်ကိုပြန်ကြပါကျွန်တော်ပဲရွာမှာရှိတဲ့လူတွေအကုန်လုံးကိုပြောပြလိုက်တော့မယ်လေဦးလေးတို့ကအသက်ကလည်းကြီးနေပြီဆိုတဲ့အခါကျတော့တိတ်ပြီးရောသွားနိုင်မှာမဟုတ်တော့ဘူးမင်းတော်ရှာရှိတဲ့ကောင်ပဲငါတို့တောင်ရအောင်အတူတူသွားပြောတော့ပို့ပြီးတော့အလောက်ဖြစ်တာပေါ့ဟဒီလိုနဲ့ရွာသူရွာသားတွေကတရားထင်မာရင်တို့ကိုအော်ဂျာရီအများကြီးလာပေးခဲ့ကြပါရဲ့တွေ့လားကျမတို့ပထမဦးဆောင်နေ့ရက်လေးမှာရင်အလောက်တွေအများကြီးလောက်ရပြီကျမတို့ရဲ့အကြံဉာဏ်ကဘလောက်တောင်မှအလောက်ဖြစ်သွားလဲကြည့်ပါဦးအေးပါချွေးမလေးရဲ့ကောင်းနေကောင်းနေစူးစမ်းကြ အတူတူသာပေါင်းစည်းပြီးနေထိုင်ကြမယ်ဆိုရင်တော့ဘလို့အခက်ခဲအကျက်တဲကိုမဆိုရင်ဆိုင်ကြောဖြတ်နိုင်ကြမှာပဲနေတို့လည်းအားလုံးစူးစမ်းကြငါတို့လည်းနေတို့ကိုဝိုင်းဝန်းကူညီလောက်ကင်ပေးမယ်နော်ငါတို့လည်းအရန်ကိုအေးတယ်ဆိုတဲ့အခါကျတော့နှွေးထွေးနေတဲ့ပြဖို့ကန်နေမှာအလောက်ဝင်လောက်ချင်ကြလို့ပါအမေမစိုးရပါနဲ့နောက်ထပ်ရအနေငယ်ကြသွားရင်တော့ကျမတို့ပိုကောင်းတဲ့အိမ်မှာနေရနိုင်မယ်ကျမတို့မှာခဲ့တဲ့အမားတွေအားလုံးအတွက်ပြန်လည်ပြင်ဆင်ကြရအောင်မယ်လေအမေရဲ့တို့ရဲ့ယုံကြည်မှုတွေကအမှန်တကယ်အလောက်ဖြစ်လာခဲ့ပါတယ်တို့ရွာမှာနှင်းချနေတာကပို့ပြီးရောဇိုးလာခဲ့ပါတယ် အေးတန်ကလည်းအရန်ကိုကြမ်းလုံးဆဲပါပဲ။ရွာတရွာလုံးကတော်တော်လေးကိုအေးနေခဲ့ကြပါပြီ။ရေခဲတွေဖြစ်တဲ့အထီကိုအေးနေရပါ။နောက်နေမှာတော့တို့ရှိကိုအော်ဒါရီအများကြီးတက်လာခဲ့ပါပြီ။တဖြည်းဖြည်းနဲ့အလီပတ်ဝင်ခြင်းမှာရှိတဲ့အေးခဲနေတဲ့ရွာသူရွာသားတွေကလည်းဒီသတင်းကိုကြားသိသွားခဲ့ကြပြီ။တို့စီကထမင်းတွေကိုလာရောက်မှယူခဲ့ကြပါပြီ။တို့ရဲ့စီးပွားရေးအခြေအနေကအရင်တုန်းကချက်ပိုမိုတိုးတက်လာခဲ့ပါပြီ။တဖြည်းဖြည်းနဲ့ရက်အနေနဲ့အတွင်းမှာပဲတို့ပတ်စံတွေအများကြီးရှာနိုင်သွားခဲ့ကြပါပြီ။ ကြည်ပောင်အကိုရဲ့ကျမတို့အချိန်နှဲငယ်အတွင်းမှာပဲပတ်စံတွေအများကြီးရှောက်ဖွေနိုင်သွားခဲ့ကြပြီနော်အခုဆိုင်တော့ကျမတို့အိမ်ပြန်ပြင်ဆောက်လို့ရပြီမဟုတ်လားကျမတို့အတွက်အချိန်ကအမြဲတမ်းကောင်းကျိုးပေးနေမှာမဟုတ်ဘူးအချိန်ရှိတော့လေကျမတို့အိမ်ပြန်ပြင်ဆောက်တဲ့နယ်ဒါပေမဲ့တခုပြောစရာရှိတယ်အိမ်ဘလောက်ပဲကြီးသွားပါစေဒီမိဖို့ခံလေးကိုတော့ကျမတို့ဖျက်ဆီးပြလို့မရဘူးနော်ဒီမိဖို့ခံကတော့ဒီနေရာမှာပဲရှိနေတဲ့နယ်အေးပါမဖယ်ပါအောင်နေရလေဘာလို့အဲ့လောက်တောင်စိုးရင်နေရတာလဲဒီလိုနဲ့နောက်မှတော့တို့အိမ်အကြီးကြီးဆောက်လုပ်နိုင်သွားခဲ့ပါတယ် အကိုကြီးအင်ကဆောက်လုပ်ပြီးစီးသွားခဲ့ပြီဆိုပေမဲ့မိဖို့ကံကိုတော့ဒီနေရာမှာပဲထားမယ်ဒီမိဖို့ကံလေးကြောင့်ကျမတို့အခုလိုမျိုးအောင်မြင်လာခဲ့ရလေဒီမှာအပူပေးစားတက်စီရလည်းမလိုဘူးမိသွေးမိဖို့နဲ့ချက်တဲ့ထမင်းဟင်းတွေကဘလောက်တောင်မှအရသာရှိပြီးနှွေးထွေးလိုက်တယ်လေနော်ဒီနောက်မိသားစုတွေအကုန်လုံးကလည်းပျော်ရွှင်စွာနဲ့စီလုံးစွာနေထိုင်သွားခဲ့ကြပါ යි ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်